နာကနာအမေးများနေလို့ကျွန်တော်တို့ကိုဈေးနှုန်းစကမန်အလိုက်တက်ပလက်လေးတွေပြောပြပေးပါဘယ်တက်ပလက်ကိုဘယ်လိုမျိုးရွေးဝယ်ရမှာလဲဘယ်ဈေးနှုန်းမှာဘယ်တက်ပလက်လေးကကျွန်တော်တို့အတွက်ပိုပြီးကြိုက်လဲဆိုပြီးတော့မေးနေရသူတွေလည်းရှိတယ်တက်ပလက်ဆိုတဲ့အမျိုးကသိရတဲ့အတိုင်းပဲကျွန်တော်ကျွန်တော်တချို့အရာတွေဆိုရင်ဒီ smartphone တွေနဲ့လောက်ရတဲ့အခါမှာ screen သေးလို့ဒါကြည့်ရတာလောက်ရတာဘာညာအဆင်မပြေဘူးဆိုပေမဲ့တက်ပလက်နဲ့ကြတော့ကျွန်တော်တို့ဒီ တက်မှာ UI နေရာအစကွဲလွဲွားမျိုးလေးရှိတော့ပို့ပြီးတော့လောက်ရမျိုးလေးအဆင်ပြေမျိုးလေးရှိတယ်အဲဥမာကျွန်တော်ဒီ split screen သုံးရတဲ့အခါမျိုးတွေပြင်ဒီ cup cup ကိုပြီးတော့ကြက်တဲ့အခါမှာသူရဲ့ tablet UI ကကြာတော့မျိုးဖြစ်နေရမျိုးတွေဒါပို့ပြီးကြည့်လို့ကောင်းတာမျိုးတွေပေါ့ဆိုတော့ဒီတစ်ခါဗီဒီယိုမှာတော့ဘသူတွေအတွက်ဘယ်စင်းနှုံးမှာဘလို့ tablet မျိုးကိုရွေးဝယ်တင်လဲဆိုတာလေးကိုပြပြပေးမယ်ဆိုတော့ကျွန်တော်တို့တွေစလိုက်ကြတာပေါ့ တက်ပလက်ဆိုတာနဲ့မဖြစ်မနေအရှိဆုံးမှာထားပြီးပြောရမှာပထမဆုံးခေါင်းထဲမှာတွေးပြီးတော့စဉ်းစားပြီးဝယ်ရမယ့်တက်ပလက်ကတော့ကျွန်တော်တို့ရဲ့နိုင်ငံတော် brand တွေကတက်ပလက်တွေပဲဒီလက်ရှိဈေးကွက်ထဲမှာဝယ်လို့ကောင်းတာ price to performance ဖြစ်တယ်ဆိုပေမဲ့တက်ပလက်တွေရလဲဒီနိုင်ငံတော် brand တွေကတက်ပလက်တွေကြီးပဲအားနည်းချက်ဆိုလို့တချို့တက်ပလက်လေးတွေကဒါ sync ကတုံးလို့မရဘူး wifi only version လေးတွေရှိရတခုပဲရှိတယ်ကျွန်တော်ကတော့ဘာမှသိပြပြောပြပြရမှာရှိဘူးဆိုတော့ကျွန်တော်တို့တွေတကယ်ကောင်းနေ price to performance မိုက်တယ်တက်ပလက်ထဲမှာကြွထနေရဆိုတော့ ဈေးကြီးဆုံးကောင်နဲ့စကြတာပေါ့အဲတခုတော့ရှိရဲအခုပြောမယ့် tablet တွေအကုန်လုံးကဈေးကွက်ထဲမှာအလွယ်တကူဝယ်လို့ရတဲ့ tablet တွေကြီးပဲဆိုတော့ပထမဆုံးနိုင်ငံတော် tablet ထဲကလက်ရှိအချိန်မှာအကောင်ဆုံးလို့ပြောလို့ရတဲ့ Xiaomi ရဲ့ Pad 7 Pro နဲ့စပြောကြတာပေါ့ Pad 7 Pro ကတော့ဒါရှင်းပါတယ်ဘလို့လူတွေရွေးဝယ်တယ်လဲဆိုတော့ဒီကောင်ကအဓိကကကိုကဈေးနှုန်းကို16 18ဒါကတော့ဈေးနှုန်းကတော့ပြောင်းလဲလေးတော့ရှိနိုင်တယ်အိုင်စီလန်ဝင်းကျင်မှာတက်ပလက်ကောင်ကောင်တစ်လုံး performance ကောင်ကောင် ပြီးတော့ display ကောင်းကောင်းနဲ့ tablet တစ်လုံးလိုချင်တယ်ဆိုရင်တော့ဒါ Pad 7 Pro ရွေးတင်တယ်။အဲဒီကောင်ရဲ့ Snapdragon AS Gen 3တွေပြီးတော့ဒီကောင်ရဲ့ 3.2K display အကြီးတွေပြီးရင်ဒီနှစ်ခုနဲ့တော့ကျန်းနေပြီ။ဒီ display ဒီ performance နဲ့ဒီ tablet ကဘာလို့လို့တင်တယ်နေပြီ။ဒါမှမဟုတ်ကိုကစိတ်ပါလို့ရှိရင်ဒါ keyboard case တွေ original pan လေးတွေတွဲပြီးတုံးမယ်ဆိုရင်လည်းဒီ tablet ကလုံးဝ perfect ပဲ။ဆိုတော့ဒီကောင်ကလည်းပြောမယ်ဆိုလို့ရှိရင်ဒီဈေးတန်းဝင်းကျင်မှာ P2P ကောင်းတဲ့ tablet လို့ပြောလို့ရတယ်အဓိကတော့ဆောနာကပြောခဲ့သလိုပဲ performance အကောင်းဆုံး tablet ဒါ practical performance ကောင်းတဲ့ဟာကိုမှလိုချင်တဲ့သူတွေပြီးတော့ camera ပိုကောင်းတာမျိုးလိုချင်တဲ့သူတွေ tablet ကိုမှ camera ပိုကောင်းတာမျိုးပေါ့ဒါမျိုးလိုချင်တဲ့သူတွေအတွက်ဒါကောင်းကောင်းရွေးလို့ရတယ်အဲတကယ်လို့ကိုကဒီ Xiaomi ရဲ့ Pad 7 Pro ကအရန်ဈေးကကို့အတွက်ဟိုက်နေရဆိုလို့ရှိရင်နည်းနည်းတဆင့်လေးရှော့ပြီးတော့ Xiaomi Pad 7ကိုရွေးလို့ရတယ်ဒီဇိုင်းတွေဘာတွေကတော့အကုန်အတူတူပဲ ါပေမဲ့ကွာသွားတာကင်မရာဘိုင်းနေပြီးရင် performance ဘိုင်းနေကွာသွားလိမ့်မယ်အဲကျန်တာကတော့အများကြီးထွေတူတိတ်ပြီးတော့မကွာသွားဘူးဒါပေမဲ့ပိုကောင်းတာလို့ကျင်တဲ့သူကတော့ Pacebank Pro ကရွေးလို့ရတယ်လို့နည်းနည်းလေး budget short မဲ့သူကတော့ Xiaomi ရဲ့ Pacebank လေးကတော်တော်လေးအဆင်ပြေတယ်ပြီးတော့ဒီ Xiaomi CV ထဲမှာဒီ Pacebank line up ကလည်းအခုချိန်ထိတော်တော်လေးကိုမှကောင်းတဲ့ tablet တွေလို့ပြောလို့ရတယ် ကျင်းစီကတော့ဒီ Xiaomi P7 P7 Pro ကဘလိုပဲရွေ့ရွေ့မျက်စိမှိတ်ပြီးရွေးဝယ်လို့ရတယ်ဒီကောင်းလေးဝယ်ပြီးွားရဆိုလို့ရှိရင်တော့ performance ဘိုင်းနေဒါ display ဘိုင်းနေ big quality ဘိုင်းနေ speaker ဘိုင်းနေဘာဘာတစ်ခုမှဘာတစ်ခုကိုမှစိတ်ပြတ်သွားစရာအကြောင်းမရှိကိုက Pro line ကိုတော့တုံးကျင်တယ်ဒါပေမဲ့ Xiaomi P7 Pro လောက်ထိဈေးမတုံးကျင်ဘူးဆိုတဲ့သူတွေအတွက်ကနောက်ထပ်ရွေးချယ်စရာချမ်းတစ်ခုရှိတယ်အဲ့ဒါက Xiaomi P7 Pro မော်ရယ်ကတော့တစ်နှစ်တော့အောက်သွားမယ်ပြီးတော့သိရမလားပစိဗန်ပရိုကနေပစိဗရိုဆိုတော့ဈေးကလည်းနည်းနည်းလေးကပ်ဖြစ်သွားလိမ့်မယ်။ဘာပဲဖြစ်ကိုကပရိုလိုင်းအက်ကိုတုံးကျင်တယ်။ရိုးရိုးလိုင်းကိုမကြိုက်ဘူးဆိုတဲ့သူတွေအတွက်ကတော့ပစိဗရိုရွေးလို့ရတယ်။အဓိကဒီကောင်ကလည်း Snapdragon 8 Plus Gen 1နဲ့ SoC နဲ့လာလာဖြစ်တဲ့အတွက် performance ပိုင်းကလည်းဘာမှတိတ်ပြီးတော့ခေါင်းထဲမှာခေါင်းကိုက်နေမှာမဟုတ်ဘူး။တမန် performance ဒီ Pacific Pro ဝယ်လိုက်လို့ model တစ်နှစ်အောက်နေလို့ အဆင်မပြေဘူးလို့ပြောတော့ဒါမျိုးခံစားချက်တွေရမှာမဟုတ်ဘူး तू आले P7 Pro နဲ့ကြွာသွားတာဆိုလို့ display တဲသေးလေးကြွာသွားတာရယ်ပြီးွားရင် performance နည်းနည်းလေးကြွာသွားတယ် battery နည်းနည်းကြွာသွားတယ်ဒီလောက်ပဲကျွန်တော်ကဘာမှ trade through တိတ်ပြောစရာမရှိဘူး design တွေဘာတွေရအစာအမ်ခေါင်းစားပြီးရွေးစရာတော့မလိုသူမတာကိုမတာ design ခက်ဆင်ဆင်လေးဆိုတော့ကိုက Pro line ကိုလိုချင်တယ်ဒါပေမဲ့တည့်ရမှာဈေးကို7 Pro လောက်ထိမတုံးချင်တဲ့သူတွေကတော့ P7 Pro ကောက်ရွေးရုံပဲ ဘာဖြစ်အဆင်ပြေတယ်ဒီကောင်ကလည်းစိတ်ကြံမှုအပြေဝပေးမှကျိန်းသေးတယ်ဆိုတော့ China တွေပြီးသွားပြီဆိုတော့ကျွန်တော်တို့တွေ global ဘက်ကိုနည်းနည်းလေးခြေလှမ်းဆက်မယ် global ဘက်မှာလည်းသိရမလားတချို့တွေကြတော့ China version ဘလောက်ကောင်းကောင်း global မှာ global ကြိုက်တဲ့သူတွေရှိတယ်ဒီလူတွေအတွက်ဈေးလည်းနည်းနည်းလေး fair ဖြစ်တာမျိုးပြီးတော့နည်းနည်းလေးပို့ပြီးတုံးလို့ကောင်းတာမျိုးလေးပေါ့ဆိုတော့ကျွန်တော်တို့တွေ global ဘက်ကိုဆက်သွားအောင် global line မှာဆိုလို့ရှိရင်လက်ရှိအတန်ဆုံး price to performance အဖြစ်ဆုံး double ကိုပြောပါဆိုလို့ရှိရင်တော့ဒါနိုင်ငံတော် brand တွေကပဲ Redmi Pad Pro 12.1 inch ကိုပြောရလိမ့်မယ်ဒီကောင်ကဈေးနှုန်းက10သိန်းဝန်းကျင်ပဲရှိရဲဒါပေမဲ့ဒီကောင်ရဲ့ display က12.1 inch ဆိုတာစဉ်းစားကြည့်တပေလောက်ရှိတဲ့ display ကိုမျိုးလုံးနဲ့ကြည့်ရမှာစိတ်ကူးထဲမှာပုံဖော်ကြည့်လိုက်ဘလောက်တောင် အားရစရာအနှစ်ရစရာ ကောင်းမလဲဆိုတော့တက်မှာတပေလောက်ရှိရဲဆိုတော့ကြည့်ပဲ အရာမှဒါကြီးကိုခံစားရမှာပြီးတော့ဒီကောင်းတဲ့ display quality ကလည်းတွားရှုပ်လို့မရအောင် IPS LCD ဆိုပေမဲ့ 2.5K resolution ရတယ်ဒါကိုမှဒီကောင်းက 120Hz နဲ့တုံးအောင်ပါ display ကြီးဒီလို quality နဲ့ဘလို့ပဲကြည့်ကြည့်ဒါအနှစ်ပဲဆိုတော့ကိုက global version ကိုမှဒါဝယ်ထားတာဆိုတော့ Netflix တွေပါနေချေးမယ်ဆိုလဲတတရရလို့ရတယ်ဒါမှမဟုတ်ကွာမဟုတ်သေးဘူးရုံသုံးပါတုံးဆိုလဲလုံးဝ OK တယ်ပြီးတော့ performance ကိုစက်ကြည့်မယ်ဆိုလို့ရှိရင်လည်း Snapdragon 7S Gen 2လို့ SoC ကိုထည့်ပေးထားတာဆိုတော့ performance ရလည်း တော်တဲ့သူအဆင်ပြေတယ် daily use လောက်ကတော့ဘာမှ free review တိတ်ပြီးတော့ပြောရမှာရှိဘူး even ကိုကစိတ်ပါလို့စိတ်ပိုင်ပေါ့နော်ဒီ12.1 inch display အကြီးနဲ့ဂိမ်းဆော့ခြင်းနဲ့သူတွေဆိုလဲဒါ AC ဆော့လို့ရတယ်အဆင်ပြေတယ် no problem camera ပိုင်းလည်းကောင်းတယ်ပြန်နောက်တစ်ချက်ကတော့ battery battery ရောဒီကောင်က1000လောက်ဖြစ်သွားတာဖြစ်တဲ့အတွက်ဒါအရန်ကိုတော်တော်ကြီးကိုကြည့်တယ်ဘာပြောပြဗျာဒီ70သိန်းဝန်းကျင်မှာ performance display battery ဘာကိုဘာမှပြောစရာမရှိတဲ့အပြုံမှာ global အလုံးလဲဖြစ်နေသေးရယ်ဆိုတော့အဲ့မှာ global မှာ global သဘောကျတယ် tablet အကြီးကြီးလိုချင်တယ် battery အားအကိတ်ကြီးခံအောင်မှလိုချင်တယ်ဒါမျိုးလိုချင်တယ်ဆိုရဲသူတွေအတွက်ဒီ Redmi Pad Pro ကိုတဲ့တာ၍မျက်စိမိတ်မိတာဖြတ်၍ဆိုင်ုံသွား Redmi Pad Pro ယူမယ်ဆိုပြီးတော့ထဲဝယ် ဲ့လောက်ထိမိုက်တယ်ပြီးတော့ဒီကောင်းကိုတွဲသုံးမယ်ဆိုလို့ရှိရင်လဲ original keyboard cover တွေဒီကောင်းတွေကတော့2သိန်းဝန်းကျင်လောက်တော့2သိန်းဝန်းကျင်2သိန်းကျော်လောက်ပေါ့အဲ့ဝန်းကျင်လောက်တော့ရှိမယ်ပြီးတော့ original pan သူလဲအဲ့လောက်ပဲအဲ့လိုမျိုး pan တွေ original cover တွေနဲ့လဲတွဲပြီးသုံးလို့ရသေးတယ်ပြောရရင်ဘာလို့လို့အရန်တင့်တယ်နေတဲ့ဟာမျိုးလေးပေါ့ဗျ display အကြီးနဲ့ဘာပဲလို့လို့အရန်မိမိုင်နေတာမျိုးပေါ့အဲ7သိန်းဝန်းကျင်မှာကြံခဲ့တော့မလို့ အဲ့ဒါက OnePlus ရဲ့ပတ်ကိုဒီကောင်ကကျတော့တခုမိုက်တာကသူကသူ့ရဲ့ display ratio ကတော်တော်လေးမိုက်တယ်ဒီကောင်ကတော့ MediaTek ရဲ့ G99 နဲ့လာတာ performance ကတော့အရင်ကောင်းလှတဲ့ tablet တော့မဟုတ်ဘူးဒါပေမဲ့သူ့စီတန်းဝင်ကျင်မှာသူကဒီဒါမှ user experience တော်တော်ကောင်းတဲ့ tablet သူက display ratio ကအစ design အဆုံးပေါ့နော်ကျွန်တော်တုံးပေးထားတာလေးလုတ်ပေးထားတာလေးတော်တော်လေးကိုမှဒါနှစ်လိုပဲရှိရထဲမှာပါတယ်ဆိုတော့ကိုကနည်းနည်းလေး UI စမ်းတာလေးတုံးကျင်တယ်တမှပို့ပြီးတော့ကောင်းတာမျိုးပြီးတော့ စင်ကတ်ထိတ်လို့ရတာမျိုးကို10သိန်းဝန်းကျင်မှာတုံးကျင်နေဆိုရင်ဒါ OnePlus Buds ကိုပွဲလို့ရတယ်အဲသူ့အနေထားနဲ့သူစင်ကတ်ထိတ်လို့ရတဲ့ display လည်းကောင်းတယ် performance battery life ဘာမှအများကြီးပြောစရာမလိုဘူးပြီးတော့ခက်ကြီးကြီးစိုက်ကြီးကြီးလေးနဲ့ဒါ AAC တုံးရမယ် tablet မျိုး10သိန်းဝန်းကျင်မှာမျက်စိမှိတ်ပြီးရွှေလို့ရမယ်ကောင်းမျိုးတကယ်လို့စင်ကတ်မလိုဘူးဆိုလို့ရှိရင် Redmi Pad Pro ကိုရွှေပေါ့ဈေးကတော့1000နဲ့တော့ဟာလိုက်မယ် ိုတော့ဒါဈေးနှုန်းရဆိုလို့ရှိရင်ဒါ10သိန်းဆိုတဲ့10သိန်းအထက်ပေါ့နော်10သိန်းအထက်နဲ့10သိန်းဝန်းကျင်ကတက်ပလက်တွေကြတော့များပြီးသွားတယ်အဲ့တော့ကျွန်တော်နည်းနည်းလေးဈေးလဲတက်တာတယ်3ရာလဲကောင်းတယ်အဲတော်တော်များများဝယ်လို့အဆင်ပြေမဲ့ဒါ10သိန်းဝန်းကျင်လောက်ကတက်ပလက်တွေစီဆက်သွားကြတာပေါ့ဆိုတော့10သိန်း9သိန်းဝင်းကျင်မှာဆိုရင်ရွေးချယ်စရာနေနဲ့၃မြို့လောက်ရှိတယ်။ဒါကဘာလဲဆိုရင်ကျွန်တော်တို့ဒါတက္ကနိုရဲ့မီဂါပတ်ရဲ့ ီးရင် Infinite H ပတ်ရဲ့ပြီးတော့အခုမှ Lol Lab မူနွေးထွက်ထားတဲ့နိုင်ငံတော် brand တွေက Remy ပတ်တူးရဲ့ဒီသုံးမျိုးရှိတယ်။သုံးမျိုးလုံးကတွန့်နေသူမဆိုးဘူးအကုန်လုံးကအစင်ပြေသုံးပေးထားတဲ့အဆိုစီရအစ Media Tech ရဲ့ Helio G100 Ultra တွေပဲသုံးပေးထားတာ။အဲ performance ရဆိုလို့ရှိရင်တော့ကောင်းတယ်ပေါ့ daily use မှာအဆင်ပြေတယ်ပြဿနာမရှိဘူးဆိုတော့ tablet တွေအဲဒါတော့တော့တွားရှုပ်လို့မရဘူးသူတို့ GDR ရဲ့ performance ကလည်း heavy use တွေပါရည်ဒါတက်မှာ အဆင်မပြေရဗျသူ့ဈေးနဲ့ဝင်ကျင်မှာကျွန်တော်ပပ်ဂျီမိုဘိုင်းနဲ့ကြမ်းဆော့တာမျိုးတွေဂိမ်းညင်းတွေပါဆော့တာမျိုးတွေ daily test တွေတုံးတာတွေအေးအေးဆေးအဆင်ပြေရဆိုတော့ဒါကတော့ကိုယ့်ရဲ့စိတ်ကြိုက်ရွေးရမယ်တခဏိုကော infinite ကောကတိတ်မကွာဘူးဒါအပြင် remi ကလည်းအဲ့လိုထိကွာမနေဘူးဆိုတော့ဒီသုံးကောင်ကကိုကိုရိုင်းသုံးခုလုံးရှင်ပြီးတော့ရွေးဘယ်ကောင်ကပိုကောင်းလဲဆိုတာကိုဒါကောက်ကိုဆုံးဖြတ်ပြီးတော့ရွေးမှရမယ်အဲ့ရမီပတ်တူးကလည်းအခုမှအသက်ထွက်ထားတာတော်တော်တော်လေးလည်းအဆင်ပြေတယ်ကောင်းတယ်ပြီးတော့ဒီကောင်ကအာသာချက်ကစင်းနေပါထည့်သုံးလို့ရပြီဆိုတော့ကိုကရမီ fan တမန်ရမီပမသုံးကျင်တဲ့သူအဲ့တော့စင်းလဲပါလိုချင်တဲ့ဆိုရက်သူဒီလိုလိုမျိုးဆိုရင်ရမီပတ်တူရွေးလို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကဒါ AI feature တွေပါတယ်ပို့ပြီးတော့သုံးကျင်တဲ့ဘာညာဆိုရင်တော့တခဏုံနဲ့ infinite tablet လေးတွေကိုရွေးကြည့်သူတို့ရဲ့ AI feature တွေကလည်းတော်တော်လေးကိုမှအဆင်ပြေတဲ့ထဲမှာပါတယ်ဘာပြောကြည့်သုံးကောင်လုံးက၈သိန်း၉သိန်းဝန်းကျင်မှာတော်တော်လေးအဆင်ပြေတယ်ပြီးတော့ဒီ၃မျိုးလုံးက official global တွေပဲဆိုတော့ Google တွေပါတယ်လည်းဘာမှတိတ်ပြီးတော့ပူစရာမလို့ ဆိုတော့ကိုကဈေးနှုန်း၈သိန်း၉သိန်း၁၀သိန်းနေမဟုတ်တော့ဘူးဈေးပို့တတမျိုး၇သိန်းဝန်းကျင်လောက်တုံးကျင်နေဆိုရင် Redmi Pad SE ရဲ့ Redmi Pad 2ကိုမှ Wi-Fi ဘာရှင်းရရှိတယ်အဲ့တမှာတခုမှလောလောလတ်ထွက်ထားတယ်ပူပူနေနေ Redmi Pad 2ကိုလိုချင်တယ်ဒါပေမဲ့ single ပါတာကနည်းနည်းလေးကိုအတွက်ဈေးကြီးနေရဆိုရင် price တွေကိုနည်းနည်းလေးချပြီးတော့ဆေးလို့ဒီနေ့လေးရှော့ပြီးတော့ Wi-Fi မရှင်းလေးတော့အဲဘာမှတိတ်ပြီးထွေထူးကွာသွားတော့မဟုတ်ဘူး တကယ်လို့အဲ့လို Redmi Pad 2ရဲ့ဒီဇိုင်းကိုမကြိုက်ဘူးနည်းနည်းလေးဟို storage များမျိုးလေး9သိန်းလောက်သုံးချင်တဲ့ဘာညာဆိုရင် Redmi Pad SE ရှိတယ်။အဲသူက Redmi Pad SE ဆိုလို့ရှိရင်လည်းဒါထွက်ထားတာတော့နည်းနည်းတော့ကြာပြီဆိုပေမဲ့အခုချိန်ထိတော်တော်လေးကိုကောင်းတဲ့ကောင်းလို့ပြောလို့ရတယ်။ Wi-Fi version မဲ့ performance တွေပိုင်းလည်းဘာမှတိတ်ပြီးပြောစရာမလိုဘူး။သူနေထိုင်သူတော်တော်လေးကောင်းတဲ့ Snapdragon 680တွေပိုင်းနဲ့လာတာ။ performance ဘာမှတိတ်ပြီးထွေထူးမရှိဘူး။ဆိုတော့ကိုက display ကောင်းတယ် အဲဒီကောင်နေက battery life လဲ strong ဖြစ်တယ်ဆိုရဲ tablet တွေပဲဒါ Redmi Pad SE ကော Redmi Pad 2ကောဆိုတော့ကိုကဒါဈေးနှုန်းနဲ့ကိုလိုချင်တဲ့ design ပုံစံကိုလိုချင်တဲ့ပုံစံမျိုးပေါ့နော်ကိုစိတ်ထဲမှာကိုဘယ်ဟာကိုလိုချင်လဲဆိုတာကိုတခြားသိပြီးတော့ဒါရွေးဝယ်ရင်တော့ဒီနှစ်ကောင်ကအရေးမမှားဘူးလိုအပ်တာကကိုက Redmi Pad SE ဝယ်မလား Redmi Pad 2ကိုဝယ်မလားဒါကတော့ကိုရဲ့ကိုပိုင်းသုံးမချက်တော့ချလိုက်တယ် โอเคကိုကဈေးတွေအရင်များမတုံးခြင်း9သိန်းလောက်ပဲတုံးခြင်းနေဆိုရင်တော့ရွေးချယ်စရာနေနဲ့မီဆူရဲ့ Amblue ပတ်တူရှိသေးတယ်။အားသာချက်ကတော့စင်ကနှစ်ကတ်တောင်ထည့်တုံးလို့ရတယ်။ရှင်းရှင်းလေးပါ။ဈေးလည်းအများကြီးမတုံးခြင်းဖုန်းလည်းမဝယ်ပေးခြင်းဟုတ်တယ်မှာကိုရဲ့အိမ်ကလူကြီးတွေအတွက်ကလေးတွေအတွက်ဈေးအများကြီးမတုံးတာမျိုး9သိန်းလောက်ပဲတုံးပြီးဝယ်ပေးခြင်းနေဆိုရင်တော့မီဆူ Amblue ပတ်တူလေးဝယ်ပေးလိုက်။ဖုန်းလည်းပြောလို့ရတယ်။အေးစီပဲဘာမှသိပြီးထွေးထူးပြောတဲ့တာမှမရှိတော့ဒီသေးတဲ့ဝင်ချင်မှဒီလို tablet တုံးရရဆိုတာဒါတော်တော်လေးအဆင်ပြေတယ် တော့အခုပြောသွားတဲ့အားလုံးကကြတော့လက်ရှိဈေးကွက်ထဲမှာဝယ်လို့ကောင်းနေရကောင်းနေပြီးတော့လူရွေးများနေရကောင်းနေလူကြိုက်များနေရတက်ဘလက်တွေကိုသူတို့ရဲ့ဈေးနှုန်းစက်မှတ်လေးလိုက်ခွဲပြီးပြပြပေးသွားတာဆိုတော့ကိုက budget ဘလောက်သုံးပါလဲဘလို့တက်ဘလက်မျိုးလိုချင်တာလဲဘာအတွက်သုံးချင်တာလဲဒါတွေပေါ်မူတည်ပြီးတော့ကိုကိုတိုင်းဘယ်တက်ဘလက်ကိုဝယ်မလဲဆိုတာတော့ဒါတေချာဆုံးဖြတ်ရလိမ့်မယ်10သိန်းသုံးချင်တာလား15သိန်းသုံးချင်တာဒီလိုမျိုးကိုယ့်ရဲ့ငွေအမောင့်ကိုမူတည်ပြီးတော့ဒါတေချာရွေးတကယ်လို့ကိုလိုလိုဆိုရင်ရော ဘယ်တက်ပလက်ကိုရွေးချင်ဆုံးလဲဘယ်တက်ပလက်ကိုအကြိုက်ဆုံးလဲတကယ်လို့ဝယ်မယ်ဆိုရင်ဘယ်တက်ပလက်ကိုဦးစားပေးပြီးတော့ဝယ်ဖြစ်မလဲအောက်ကကွန်မန့်မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အဒမင်ကြော်ယူပါ Yangon Mobile Store